အဲ့လိုမျိုးအဲ့လိုရေချိုးနေတဲ့အချိန်လေးတော့အဲ့လိုမျိုးလွမ်းလို့អော်မိတာပေါ့អော်အရန်မអော်ပါမောင်ကြီးရေអော်ဟိုပါပေါ့เนาะသုံးသွားပြီပေါ့အဲ့လိုမျိုးလွမ်းတဲ့အခါတော့ပြောမိတာတော့ရှိရပေါ့အခုဆိုလို့ရှိရင်လည်းကိုကဘေးနားကနေတော့သူ့ကိုဘာဖြစ်ဖြစ်ပေါ့เนาะကိုဟိုအားရှိအောင်ပေါ့เนาะအမြင်နဲ့တော့ခွန်အားတွေပေးရပါခွန်အားဆိုတော့ကိုကိုဘာဖြစ်နေတော့ baby တို့ရှိရေသူတော်မှပြောတယ်អော်လေနောက်ဆုံးတော့လေအဲ baby ရဲ့ကိုကိုရဲ့ပဲပေါ့เนาะအမေတို့ဟိုဟိုအမေတို့အခုဆိုအဖေကသုံးသွားသုံးသွားပြီပေါ့เนาะအဲနောက်ဆုံးကြတော့လေ baby နဲ့ကိုကိုပဲကြံနေတာပဲပေါ့เนาะ ဖေးစီမာပဲလူဖြစ်ခွင်ပေးပါကိုမျိုးကျော်ရဲ့နောက်ပြီးတော့ဗောနော်မိုင်လေးရဲ့ဗောနော်နောက်ပြီးတော့မေမေမရဲ့အဖေနှစ်ဦးစလုံးဗောအဖေဆိုတာဒီရောက်ကတိဖြစ်တယ်ကိုကြီးမျိုးကျော်အဖေဖြစ်တယ်အဖေဦးအောင်ကြီးကိုလည်းရည်စူးမယ်နောက်ပြီးလို့ရှင်လည်းမိုင်လေးရဲ့အဖေဦးမောင်ကြီးကိုလည်းရည်စူးပြီးတော့ဗောဒီအလူလေးကိုဦးမျိုးကိုဗောနော်ဒီသင်္ကန်းလေးဝတ်ပေးရဗောယဟန်အလူဘယ်လိုပြောရမလဲယဟန် အဲဒီတာသနာပေါင်းနေဟိုပေါ့နော်ဘာဖြစ်ဖြစ်အလှူအနေနဲ့ပေါ့နော်လှုပ်ပေးဖြစ်တဲ့အတွက်အရန်ပီတိဖြစ်မိရဲ့မကြသေးဘူးပူပူနွေးနွေးပဲညီမလေးအဖေရလေအဖေရသူကကြောက်တော့နှလုံးအားကြောင့်လေဟိုဘယ်လိုပြောရမလဲနှလုံးသမားတွေကကြောက်ဖို့ကောင်းတယ်ဆိုတာလေဒီလိုပဲပြောနေနေပဲဒီအကောင်ကြီးပဲအကောင်ကြီးကနေပြောတချို့ကြီးအိမ်ရင်းဆုံးသွားတာတို့ဘာတို့ရေးရှိရဲ့လေတချို့ကြီးအဲ့ဒါဘာကြောင့်လဲဆိုဟာအတက်ကြောင့်ဂေဟိုအဲ့လိုနှလုံးသွေးကြောကျင်းတာတော့ဒါအရင်ကယူဆရမယ်ပေါ့နော်အဖေတော့ကလည်းအဲ့လိုပဲဖြစ်တာဖြစ်မယ်ဒီမိုင်လေးအဖေတော့ကဆိုလို့ရှိရင်လည်းအဖေရပေါ့နော် အဲ့လိုမျိုးနှီးကင်းသွားဆိုလို့ရှိရင်အကောင်ကြီးပဲစကားပြောနေကြထိုင်ပြီးတော့ပေါ့နော်အဲ့လိုပဲစကားတွေပြောတယ်အဲဘလို့ဖြစ်တယ်ညာလို့ဖြစ်တယ်ပြောပြီးလို့ရှိရင်ညာ၄နာရီလောက်ကြတော့မောတယ်ဆိုပြီးဖြစ်လာမောပြီးတော့ तू တနာရီလောက်ပဲ तू ခန်းစားလိုက်ရရပေါ့နော်မောတာဟိုအသက်ရှူကျက်တာပေါ့ဒါပေမဲ့ဆေးရုံသွားတယ်မမှီလိုက်ဘူးလမ်းမာတယ်ဆေးရုံမသွားခင်ပေါ့နော်အကိုကပေါ့နော်ဒီဗာလေမြောက်တကောင်မှာနေတော့ပင်လုံကိုပေါ့နော်သွားမဲ့အချိန်မှာလမ်းမာ ဘလို့မှဟိုအချိန်နေရပေါ့နော်ဟိုအသက်ရှူကရမ်းကျက်လာပြီဆိုတော့ကိုဒီဆေးကန်းကိုအရင်ဝင်တယ်ဆေးကန်းဝင်ပြီအသက်ကယ်ဆေးထိုးပြီးတော့မှဒီဆေးရုံကိုသွားမယ်ပေါ့အဲ့ဒီအချိန်မှာပဲနှလုံးသမားဆိုတော့ဘလို့မှမရအောင်သူကအမောဖောက်လာဖောက်လာသူကိုယ်တိုင်းပဲပစိုးရီပိုင်ပြန်ပြီးပြင်ဝတ်လိုက်တည်းရဒီကားပေါ်မှာဆင်းတဲ့အချိန်မှာ ကားပေါ်ဆင်းတဲ့အချိန်မှာပစိုးရီဘိုက်ပြန်ပြင်ဝစ်ပြီးစေးကန်းအထဲကိုဝင်အဲ့အသက်ငယ်စေးထိုးတဲ့အချိန်မှာပဲသူထိုင်ရသားလေးပေါ့နော်ဒီမျိုးဘယ်လိုပြောလဲမျက်ဖြူလန်းပြီးရောလေအဲ့လိုမျိုးဟိုအသက်ပါတစ်ခါတည်းပါသွားတာပေါ့နော်အဲ့ဒါကြောင့်ဖေဆိုလို့ရှင်လဲအခုဆိုလို့ရှင်နှလုံးဆက်ထည့်ပြီး၁၀ရက်အနေမှာပဲဟိုအဖေကအသက်က84နှစ်ရှိနေပြီဆိုတော့ညီမလေးကနည်းနည်းဒီဒီနှလုံးဆက်ထည့်တဲ့ဟာကြောင့် ဟိုအပြားပေါ့နော်သူက peace maker ဆိုတာရှိရဲအခုသူသူကလို stand ထက်ဘယ်လို stand လာပါလားဘယ်လိုမျိုးဒီလိုအတန်လေးထဲရတာရှိရဲအဖေတို့ရဲ့ယောဂအမျိုးအစားအဖေတို့ရဲ့နှလုံးရဲ့စွမ်းဆောင်မှုကကြောင့် peace maker လောက်ပေါ့နော်အလုံးအပြားလိုက်ကြီးကိုထဲရတာဆိုအဲ့အပြားကြောင့်လေအဖေကဘယ်လိုခံစားရလဲလို့အဖေလို့မဆုံးခင်တော့ဆိုလို့စကားပြောနေကြလေးတယ်တဲ့အထဲထဲမှာထဲတာပေါ့နော်ဟိုဟိုဘယ်လိုပြောမလဲအဲ့ဆက်ပေါ့နော်အဲ့အကောင်းဆုံးမဲ့ထဲပြီးလိုက်တာပဲဒါပေမဲ့အဖေကဒီဆက်ကနေပြန်ပြီးဒီလိုဒီလို ရှော့ရိုက်တာလားမသိဘူးဖေကနှလုံးကရက်သွားလို့ရှင်မေ့သွားပြီမေ့ပြီဆိုလို့ရှင် तू ကဘာဖြစ်ဖြစ်တချို့ရေးရှိရလေခုနကပြောသလိုပဲအိမ်ရင်းနဲ့အသက်ပါသွားတာတော့ဘာလို့အဲ့လိုပဲအဲ့လိုမျိုးနှလုံးတွေကလေအဲ့လိုမျိုးနှလုံးသမားတွေက तू ရဲ့စက်တစ်ခုပေါ့နော်အတန်ကျယ်ကြီးကြားရတယ်သမီးတို့သားတို့ကြားရလားတဲ့အဲ့လိုပြောတော့မကြားရဘူးအမှန်တကယ် तू ကိုယ်တိုင်ကြားနေရ तू ကိုလေရှော့ရိုက်နေရပေါ့နော်အဲ့လိုမျိုးအထဲတွေကနေပြီးတော့ အဲ့လိုမျိုးဆိုတော့အရန်ကောင်းတဲ့ဟာပေါ့နော်ဒီဘာလဲဆရာဝန်ကြီးတွေကလည်းတည်တည်ချာချာဘောနော်ဂယုတဆိုင်တွေနဲ့တေးချာကိုလုပ်ပေးရပေါ့ဒါမဲ့လည်းအဖေကလည်းဒီကံမဲ့ပါတော့အဲ့ဒါနဲ့ဒီဆက်ကလေးကလည်းပေါ့နော်ဘာဖြစ်ဖြစ်ကိုကြီးအဖေကပြောရသူဟိုပါပေါ့နော်ဒီကိုကြီးမျိုးကျော်လည်းဒါလေးကိုကိုနေပေါ့နော်ကိုမတက်နိုင်ကြရတဲ့ပေါ့နော်ကိုရဲ့ဟိုအလှူရှင်နေရှိလို့ရှင်ဒါလေးကိုပြန်ပြီးတော့ လှပေးတာပေါ့နော်အစ်စ်ကြီးပဲရှိသူနှမျောတာပေါ့နော်ဆက်ရက်ပဲရှိသေးတယ်ထဲတာအဲဒီလာချီလို့ရှင်လည်းပြန်မလှဖြစ်ဘူးပေါ့နော်ဘာဖြစ်အဖေလည်းကုသိုလ်ရအောင်လို့လှဖြစ်ခဲ့ရေပေါ့နော်အဲ့ဒါလေအာဘယ်လိုပြောရမလဲသူစုံလုံးသွားဆိုလို့ရှင်အဖေကို तू ကတော့အဲ့လိုမျိုးဖေရောအဖေဆိုတာအဖေရဲ့အမေပေါ့နော်အမေဆိုတာရောက်ခမပေါ့နော်ရောက်ခမတို့လည်းအရန်ကိုပေါ့နော်တရားရှိရညီမလေးအဲ့လိုမျိုးတရားရှိရဟိုကြာကြာချင်းကတော့ပေါ့နော်အဲ့လိုမျိုးဟိုအမေတော်တင်ဦးပေါ့နော်အမေခင်ဗျာငိုတော့ငိုတယ်ငိုပြီးအခုကတော့ဒီတိုင်းမှာပဲသူကနေသူခါ ်ဒီအဲ့လိုမျိုးတတိယလို့ရှင်တော့ဟိုပြန်ပြီးတော့ပေါ့နော်သူ့ယောက်ျားဟိုပါပေါ့နော်ဘယ်လိုခေါ်လဲဆိုတော့အာကိုအောင်ကြီးအမအောင်ကြီးလို့ခေါ်တာသူ့ထက်ငယ်ဆိုတော့လေအဲ့လိုမျိုးအဲ့လိုရေချိုးနေတဲ့အချိန်လေးတော့အဲ့လိုမျိုးလွမ်းလို့អော်မိတာပေါ့អော်အရင်မអော်ပေါ့အမအောင်ကြီးရေអော်ဟိုပါပေါ့နော်ဆုံးသွားပြီပေါ့အဲ့လိုမျိုးလွမ်းတဲ့အခါတော့ပြောမိတာတော့ရှိရေပေါ့ကြံတဲ့အချိန်ကြာလို့ရှင်တော့အမေလည်းအသက်က84နှစ်ရှိနေပြီဆိုတော့တရားရှိရေပေါ့နော်အဲ့လိုမျိုး ကိုလည်းကိုအဖေဆုံးတော့ဆိုလဲသူရှိရဲ့ဘေးနာမှာသူပဲအကုန်လုံးသူရှိနေတော့အဲ့လိုမျိုးကိုကိုဆိုလို့ရှင်လဲစိတ်မညစ်အောင်လို့ပေါ့နော်အမြဲတမ်းအဖေမှပေးတယ်အဖေဆုံးတော့ဆိုလို့ရှင်လဲအဲ့လိုပဲအဖေရဲ့ဒီနာကြီးတွေပါအကုန်လုံးလိုက်လုပ်ပေးရပေါ့နော်အခုဆိုလို့ရှင်လဲကိုကဘေးနာကနေတော့သူ့ကိုဘာဖြစ်ဖြစ်ပေါ့နော်ကို ဟိုအားရှိအောင်ပေါ့နော်အမြင်နဲ့တော့ခွန်အားတွေပေးရပါခွန်အားဆိုတာကိုကိုဘာဖြစ်နေတော့ baby တို့ရှိရဲ့ဘာဖြစ်ဖြစ်အော်ပါလေသူတော်မှပြောတယ်အော်လေနောက်ဆုံးတော့လေအဲ baby ရဲ့ကိုကိုရဲ့ပဲပေါ့နော်အမီတို့ဟိုဟိုအမီတို့အခုဆိုအဖေကဆုံးသွားဆုံးသွားပြီပေါ့နော်အဲနောက်ဆုံးကြတော့လေ baby နဲ့ကိုကိုပဲကြံနေတာပဲပေါ့နော်အော်မကြံဘူးရှိတယ်ဘာဖြစ်ဖြစ်ကိုလေနောင်ချိန်ဆိုလို့ချင်းအလိုမျိုးပေါ့နော် generation သားသမီးတွေကလာမှာပဲကိုကိုဘာမှစိတ်မပူနဲ့အဲအလိုမျိုးတော့ပြောပြီးဖြစ်တယ်အဖေဖြစ်ပါတယ်ညီမလေးဒါမဲ့လေသူတို့တွေကတော့ဘယ်လိုဘယ်လိုပြောမလဲတရားရှိပါတယ်ပေါ့ ဟိုညီမလေးအမရုမတယ်မဟုတ်ဘူးပေါ့နော်အကုန်လုံးပဲအဇနီးမောင်ငန်းနေအဲ့လိုမျိုးပဲကိုယ့်ရဲ့လင်မယားတွေအကုန်လုံးကတော့အဲ့လိုမျိုးပါပဲညီမလေးရဲ့ဟုတ်အခုချိန်မှာလဲဟိုဘာဖြစ်ဖြစ်ပေါ့နော်အဲလူစွာတော့ဒီလမ်းကြီးပဲသွားရမှာကြီးပဲပေါ့အနည်းနဲ့အမြန်ဆိုတော့ဒါတို့အမြဲတမ်းတော့အဲဟိုအားပေးဖြစ်တယ်ပေါ့နော်အခုကတော့ဒီတိုင်းမှာပဲဒီတိုင်းပဲသူ့ကိုသူ့ဘာသာသူ့ဒီစိတ်ချမ်းသာစရာလေးပေါ့နော်လှူစရာရှိရာလေးလူလေအကုန်လုံးခုနှစ်ရသားသမီးတွေကိုလဲပေါ့နော် ဒီပါအမှုထားပြီးတော့နောက်ပြီးအဖေတွေကိုလည်းကွယ်လွန်သွားတဲ့အဖေတွေကိုလည်းယူစုပြီးတော့လှုပ်ဖြစ်ပါတယ်ဟုတ်ပါလေ